MP မှာ forward ကိုလက်စားချေဖို့လိုတယ်လက်ပါဘူးအားလုံးပဲမင်္ဂလာပါ football world channel မှာဝင်တော်မှာမှာဒီပြိုလေးမှာတော့ကျွန်တော်တို့ဒါမနက် fan စနေနေ့မှာရှင်ပြန်ကစားမယ်ပြီးများလီပွဲစဉ်စနေလက်ပါဘူးအတင်းနဲ့ Nottingham Forest တင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုခံသားချက်လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ Nottingham Forest နဲ့ပတ်သက်ရင်တော့လက်ပါဘူးမှာပြီးခဲ့တဲ့ရာသီကအမတ်တရားတချို့ရှိတယ်ဗောနော် ပြီးခဲ့တဲ့ကြာဒီလီဗာပူးဂိုးမသွင်းနိုင်တဲ့တတင်းတဲ့သောအသင်းလီဗာပူးကိုကျွန်တော်တို့ဒါရှုံးပွဲတွေ့အောင်လုပ်ခဲ့တဲ့အသင်းဤထဲမှာနော်တန်ဖောရက်ကတတင်းအပါအဝင်ဖြစ်ပါတယ်။မမယယာဟက်ဆန်အိုဒွိုင်းရဲ့ကံကျင်းတဲ့အတူလီဗာပူးကပြီးခဲ့တဲ့ကြာဒီသူတို့ရဲ့ဘောနော်လောဘ impressive run မှာဖောရက်ကိုရှုံးခဲ့တဲ့ moment လေးရှိခဲ့တယ်ဘောနော်အားလုံးအဲ့ဒါတော့ပြီးခဲ့တဲ့ကြာဒီအစာပိုင်းမှာမှတ်မိကြမယ်လို့ထင်ပါတယ်။အဲ့တော့ ဖောရက်ကပြီးခဲ့တဲ့ရာသီနှစ်ကြော်လုံးမှာလီဗာပူးကိုလုံးဝမရှုံးခဲ့ဘူးဗျာအဲ့တော့ဒီရာသီမှာလီဗာပူးအသင်းအနေနဲ့ဖောရက်ကိုပြန်ပြီးတော့အနိုင်ခံဖို့လိုအပ်လာပြီလို့ပဲပြောရမယ်အဲ့တော့လက်ရှိအခြေအနေတွေအရလည်းဖောရက်ကဒီတေချာပေါက်ပုံတော့ကျွန်တော်တို့ဒါဟိုယုံကန်နေရတယ်ဆိုပေမဲ့အန်ဖီမှာလီဗာပူးကိုအခြေအနေတိုင်းတာတစ်ခုအထိဟိုဒုက္ခပေးအောင်မဲ့အသင်းလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲလေးအကြောင်းကိုကျွန်တော်တသိန်းချင်းစီစပြီးတော့ချင်းကလိုက်ရအောင်ပထမဆုံးအနေနဲ့အင်ကွင်းအသင်းဖြစ်တဲ့လီဗာပူးအသင်းအကြောင်းကိုစပြီးပြောပါမယ် အစတရင်ပီလာနဲ့ကျွန်တော်တို့ကရင်မထွတ်တို့နပွဲဆက်နိုင်ပြီးလိုက်တဲ့နောက်မှာလီဗာပူးကသူတို့ရဲ့ရလတ်ဆိုးတွေကိုတန်တောင်းလောက်လာပြီးလို့ကျွန်တော်တို့ထင်ခဲ့ပြီးမဲ့နောက်ဆုံးပွဲမှာမန်ချက်စတာစီးတီးကိုခြေပြက်ကိုပြက်သူတို့ရှုံးနိုင်သွားခဲ့တယ်။မန်ချက်စတာစီးတီးရဲ့ပွဲစဉ်မှာပထမပိုင်းမှာတော်တော်လေးဆိုးရွားတဲ့ခြေစွမ်းကိုပြသခဲ့ပြီးတော့ဒုတိယပိုင်းမှာသူတို့ပြန်လာဖို့တော့ကြိုးစားခဲ့တယ်။ဒါပေမဲ့လုံးဝအလုံးမဖြစ်ခဲ့ပဲနဲ့ဒါမန်ချက်စတာစီးတီးအဲ့လိုအသင်းမျိုးသတိစည်းနဲ့သူတို့ရှုံးပေးခဲ့ရတယ်။လီဗာပူးသတိစည်းနဲ့ရှုံးပေးရတယ်ဆိုတော့တော်တော်လေးရှားတဲ့အာမူမန့်လို့ပြောလို့ရတယ်ပေါ့နော်။လီဗာပူးဟာဒါ ါတွင်းကိုးတွေအများတန်းလို့လို့တွင်းယူတတ်တဲ့အသင်းဖြစ်ပြီးတော့တွင်းကိုးမရပဲခြေစွမ်းအရပါအရှုံးပေးခဲ့ရတာကလပါဘူးတဲ့ဆိုးရွားတဲ့ပွဲစဉ်ပွဲလို့ကျွန်တော်ထင်တဲ့ပွဲပြီးမှပွဲပြီးသုံးသက်ချက်တချို့ပြောကြတဲ့သူတွေတဲမှဆိုရင်လပါဘူးကဒီပွဲပေါ့နော်လပါဘူးပြည်သက်တွေမေ့ပြစ်ချင်အောင်ပဲပွဲတစ်ပွဲလို့တောင်ကျွန်တော်တို့ဒါပြောကြတယ်ပေါ့နော်ခြေစွမ်းပိုင်းကတော်တော်လေးလိုအပ်ချက်ရှိခဲ့တဲ့ပွဲလို့ကျွန်တော်တို့ပြောရမှာပါအဲ့တော့လပါဘူးကနောက်ဆုံးပရီးမီးယားလိ6ပွဲမှာတပွဲသာအနိုင်ရထားတဲ့အသင်းဖြစ်ပြီးတော့ပရီးမီးယားလိမှာတော်တော်လေးအခြေအနေပြန်ဆိုးလာတဲ့ကျွန်တော်တို့ဒါမက်ဘီဇီယာရဲ့ပေါ့နော်ဆင်ရှီ90ဝန်းကျင်ကိုရောက်နေ နေပြီးတော့ ရှာမတ်ဆက်ရှိမတ်ပဲရထားတယ်။ဒီနေရာမှာလေဘာဘူးနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရမယ့်အချက်ကအင်ကွင်းဆွမ်းဆောင်ကြီးပိုင်းမှာလေဘာဘူးတင်ကဒီယာဒီမှာပီမီယာလီရှုံးပွဲကျွန်တော်တို့ဒါတွေ့ထားတာတော်တော်လေးများပြီမော်နော်။သူတို့ရဲ့အင်ကွင်းမှာကတော့ရှုံးပွဲတပွဲပဲရှိပါသေးတယ်။လေဘာဘူးကချန်ပီယံဖြစ်ခဲ့တဲ့ယာဒီနဲ့ဒီယာဒီနဲ့ရှင်ရှုံးပွဲတော်တော်လေးများနေတယ်။ဒါပေမဲ့လက်ရှိအချိန်မှာသူတို့ရဲ့အင်ကွင်းဆွမ်းဆောင်ကြီးကိုကျွန်တော်တို့သွားရှုပ်လို့မရဘူး။သူတို့အင်ကွင်းမှာရှုံးထားတာကဒီယာဒီမှာဆိုရင် EFN Cup မှာ Crystal Palace နဲ့ပေါ့နော်။ဒီပီမီယာလီမှာဆိုသူတို့ Manchester နိုင်တဲ့တသင်းကိုပဲရှုံထားခဲ့တာဖြစ်ပါတယ်။ဟယ်မကွိုင်းရရဲ့ကောင်းတိုက်ဂိုးနဲ့သူတို့ရှုံထားခဲ့တာအာဒါမှမဟုတ်ရင်သူတို့ MP မှာရှုံမှာမဟုတ်သေးဘူးဗျာ။လီဗာပူးရဲ့အားရချက်ကောင်းတဲ့ချက်ကတော့ MP ကွင်းစွမ်းဆောင်ကြီးဖြစ်ပါတယ်။အခုလဲ Northern Forest ကိုသူတို့က MP မှာအဲ့ခံရင်ဆိုင်ကစားရမှာဖြစ်တဲ့အတွက်လီဗာပူးအတွက်အားတာတဲ့အချက်လို့ပဲကျွန်တော်တို့ပြောရမယ်။ဒီပွဲကလီဗာပူးတေချာပေါ့မတ်စွင်းဂိမ်းဖြစ်ကိုဖြစ်ရမယ်ဘွယ်။ ဒီပွဲမှာသာရမတ်အပြည့်ရမယ်ဆိုရင်နောက်ထပ်ပေါ်တော့ကျွန်တော်တို့အမတ်ဘီဇီယာရဲ့အထက်ပိုင်းကိုတက်လန်းနိုင်မယ်အခွင့်အရေးတွေလည်းအများကြီးရှိနေတာဖြစ်တဲ့အတွက်အာနက်စလွန်ရဲ့အတင်းသားတွေဒီတာပေါ့အာယုံဆိုင်ဖို့လိုလာမယ်ပွဲတစ်ပွဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ချက်ကတော့လီဗာပူးအတင်းကပရီးမီးယားလိမှာ big chance miss ပေါ့နော်ကျွန်တော်တို့ဒါအခွင့်အရေးအသုံးချမှုမှာအလွဲချော်ဆုံးအတင်းဖြစ်အဆင့်တက်နေရာမှာရပ်တည်နေတဲ့အတင်းဖြစ်တယ်ဒါဟုအာနက်စလော့ press conference တွေမှာလည်းအမြဲတမ်းလိုလို mention လုပ်တယ်လီဗာပူးကအခွင့်အရေးမပန်တီးနေတာဆိုတော့ဖန်တီးနိုင်တယ်ဒါပေမဲ့လီဗာပူးကပြီးခဲ့တဲ့ရာသီလောက် unprotected effective ပိုင်းမှာအများကြီးမရှိ တော့တာကိုကျွန်တော်တို့မြင်ရတယ်ဒါပဲလီဗာပူးကိုအခုလိုအနေထားမျိုး ရောက်သွားစီတယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့လီဗာပူးရဲ့အနေနဲ့ဒီတက်ပူပြီးတော့ဒါ chance creating တွေကိုအကောင်းဆုံးသုံးချနိုင်ဖို့တော့လုံမယ်တစ်ဖက်မှာလီဗာပူးကဒီရာဒီမှာ every position အများဆုံးအသင်းနေတဲ့တသင်းပေါ့နော်သူကအဆင့်တနေရာမှာရက်တည်နေတာအဲတပွဲပြက်ပြက်60ရာခိုင်နှုန်းလောက်ထိလီဗာပူးကရထားတယ်ဗျအဲ့တော့ ဘာပူတင်ရဲ့ကစားကွက်ပိုင်းဆိုင်ရာကအရန်ဆူရွားနေတာမဟုတ်ပေမဲ့သူတို့ရဲ့တိုက်စစ်ပိုင်းပုံတော့ကျွန်တော်တို့ဒါအထိုင်မချမှုကလီဗာပူးကိုဒုက္ခရောက်စေတယ်လို့ထင်တယ်အဲ့တော့တစ်ဖက်မှာကဒီလီဗာပူးအသင်းကပရီးမီယာလိမှာ16ဂိုးထိခွင့်ပြုထားရပြီးတော့ဒါဟာတော်တော်လေးဆူပါတဲ့ခံစီအတိုင်းတာလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးမှာမှခွင့်ပြုရတဲ့ကိုတော်တော်လေးနေခဲ့တဲ့အချိန်မှာအခုကပွဲစဉ်17အပြီးမှာလီဗာပူးက16ဂိုးလောက်ထိပေးထားရတာကလီဗာပူးခံစီအပိုင်းတော့နေကွင်းထုတ်ချင်စရာတော့ဖြစ်ခဲ့တယ်ဘန်ဒိုက်ကိုနာတီဥဆောင်ထားတယ်ဆိုပေမဲ့ကစားသမားအသစ်တွေ ဒါ၃ like ဒါပြောမှဆိုရင်လဲလဲပြီးတော့ rotation လုပ်နေရတဲ့အချိန်မှာလေဘာဘူးကခန်းစပိုင်းထိုင်မကြောက်ဘူးကိုလည်းဆက်လက်ရင်ဆိုင်နေရစေဖြစ်ပါတယ်ဒါကြောင့်လေဘာဘူးတင်းရဲ့အတွင်းကိုပေးနှုံးကလည်းတော်တော်လေးများနေတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်အဲ့တော့လေဘာဘူးအနေနဲ့ ခန်းစစ်တိုက်စစ်ဟန်ချက်မညီဘဲနဲ့သူတို့တင်းရဲ့ကစားသမားအစ်တီဒီ transition ကာလမှာအတင်းနဲ့အသားကျဖို့ဒီရုံးကန်နေရခြင်းကလေဘာဘူးဒီလိုရလက်တွေထွက်ပေါ်စေတယ်လို့ကျွန်တော်ထင်တယ်။ဘာပဲဖြစ်ဖြစ် Nottingham Forest လို့အဆင့်19မှာရောက်နေတဲ့အတင်းမျိုးကိုတော့နိုင်အောင်ကန်ဖို့တေချာဖို့လိုအပ်မယ်လို့တော့ကျွန်တော်ကတော့ယူဆပါတယ်။အဲ့တော့လေဘာဘူးရဲ့တင်းရဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြသွားပါမယ်။အဲ့ဘာဘူးတင်းကအလက်ဇနာအီဆယ်ဒီပွဲမှာ fully fit ဖြစ်ဖို့တော့ရှိတယ်။အာနောက်ဆုံးပွဲ Manchester City နဲ့ပွဲစဉ်မှာရန်ကုန်တန်းမှာပါဝင်လာခဲ့ပြီးတော့ဒီပွဲမှာတော့ ော့ဒါ iset ဟာပေါ်ထွက်ခွင့်တနေရာမှာပါဝင်လာမယ်လို့အားလုံးကမျှော်လင့်နေကြတယ် international break အတွင်းမှာလည်းတက်စမှုနှစ်ယောက်ပါဝင်တဲ့ကစားကွက်တွေကိုလိုဘာဘူးဘက်ကဆန်းတက်နေတယ်ဆိုပြီးတတင်းတွေထွက်လာတဲ့အချိန်ကျွန်တော်တို့ surprise လေးမြင်ရမလားဆိုပြီးကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်တစ်ဖက်မှာတော့အားလုံးစောင့်မျှော်နေကြတယ်ကိုသမား alison bucker ကလည်းဒီပွဲမှာပါဝင်လာဖို့ရာခိုင်နှုန်းတော်တော်လေးများတယ်ဖင်းပေါင်တို့လည်းပြန်ပြီးတော့ဖြစ်ဖြစ်လာဖို့များတယ်ဒါတွေကတော့ international break တိုင်ကအားနဲ့ဆိုလို့ပြောခဲ့တာပေါ့နော်လက်ရှိအားနဲ့ဆိုလို့ grand prize မှာနောက်ထပ်အပ်ဒိတ်ကိုတော့ကျွန်တော်တို့ထပ်ဆောင်ရမယ်ဘာဖြစ်ဖြစ်လိုဘူးဟာ ဒီဆက်အပါဝင်အလီဇန်ဘတ်ကာတို့ပြန်လာမယ်ဆိုရင်တော်တော်လေးလူဆုံသွားပြီလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့မာကာတို့ဆူဘူတို့ကွန်းလေပိုင်းမှာဒီမာကာအနေနဲ့ကြက်ခိုင်မှုပြန်ပြည့်ပြီးတော့ရတန်မှန်လာပြီဆိုရင်လေဘဘူးကတော်လေးသူတို့အသင်းရဲ့အနေထားတစ်ခုကိုပြန်ရောက်လာမယ်လို့တော့ကျွန်တော်ထင်တယ်အတဖက်မှာတော့ရောဘတ်ဆန်တို့ကျွန်တော်တို့ဒါဘရက်ဒလီတို့နဲ့ပဲနောက်ပိုင်းထိုင်ကြနေတဲ့လူစင်နဲ့ပွဲထုတ်လာဖို့ရှိတယ်ဒီနေရာမှာတစ်ချက်မေးစရာရှိတာကဖော်ရန်ဘတ်ကိုဘယ်ကျမ်းမှာထပ်သုံးမလားဒါမှမဟုတ်ကော်ဒီကပူနဲ့ပဲထွက်လာမလားဒါလေးကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက် ချက်လို့တော့ကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော်တို့ဒါပွဲတွင်းအာနဆောဘယ်လိုဆုံးဖြတ်ချက်ချသွားမလဲဆိုတဲ့လူထုပုံပေါ်မှာပဲကျွန်တော်တို့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်အဲ့တော့ Liverpool က MP မှာကန်ရမယ်သူတို့ရဲ့ MP စံချိန်ကလည်းတော်တော်လေးကောင်းတဲ့အချိန် Northern Forest လိုအသင်းမျိုးပြီးခဲ့တဲ့ရာသီနှစ်ကျော်လုံးမနိုင်ခဲ့တဲ့အသင်းကိုဒီရာသီမှာသူတို့အနေနဲ့ Glazer Chief ကွန်းစတင်ပြီးတော့ MP မှာရရှိပြီဖြစ်ပါတယ်ဒီခွင့်ရေးကိုလေပါဘူးအကောင်းဆုံးအတုံးချသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့အတူတူစောင့်ကြည့်တွားရမှာပါအဲ့တော့တပတ်က Northern Forest အတင်းကြောင်းပြောလိုက်ရအောင် ညာဒီအစတော်တော်လေးကျွန်တော်တို့ဒါယုံကန်လိုက်ရတဲ့အချိန်ဒီပြအပြောင်းလဲတွေဇက်တိုက်လှုပ်လိုက်ရတယ်အဲ့တော့ဟိုရှာရှည်တယ်ပဲပြောမလားဘောနော်ဒါအတင်းပိုင်ရှင်ရဲ့အပြောင်းလဲတွေကြားမှာနော်တန်ဖော်ရကမတည်ငြိမ်တဲ့ကာလတစ်ခုဖြတ်တန်းနေရပြီးတော့ရှောင်းတိုက်ကိုခံရခဲ့တယ်နောက်ဆုံးကျွန်တော်တို့ဒါရှောင်းတိုက်ကင်တွေခဲ့တဲ့ပွဲတွေမှာဒါပြီးခဲ့တဲ့အပတ်မှာလီယူနိုက်တက်ကိုနိုင်ပြီးတော့နိုင်ပွဲဆရတယ်ကြာရှေ့မှာတရီပွဲတွေမှာရှောင်းတိုက်တက်ကိုတရီချတာရှိတယ်ယူပါလိမှာတရီချတာရှိတယ်အဲ့တော့ရှောင်းတိုက်ရဲ့လက်ထက်မှာဖော်ရကဟမ်ပန်တစ်ခုကိုပြန်ရတယ်လို့ ျွန်တော်ထင်တယ် Morgan KY ဆိုရင်နောက်ဆုံးဒါနှစ်ပွဲဆက်သုံးပွဲဆက်ခိုးပြီးပြန်ရလာတာကိုကျွန်တော်တို့မြင်ရတယ် Forrest ရဲ့ဒီ DNA ကိုပြန်ပြီးတော့ထည့်သွင်းပေးနေတယ်လို့ကျွန်တော်ထင်တယ်မာကျော့တဲ့အတင်းတင်းဟန်ကိုရှောင်းတိုက်အနေနဲ့ပြန်ပြီးတော့တိဆောက်နေတယ်အဓိကပြောချင်တာကဗျာဟိုလမ်းပြန်ရောကစားကွက်ကောင်းမှုမလို့ဘူး Forrest က Forrest စံနေရပြီဆိုတဲ့ပုံစံမျိုးကိုရှောင်းတိုက်ကပြန်ပြီးတော့တိဆောက်ပေးနေတယ်အတင်းရဲ့ကစားသမားတွေရဲ့စိတ်ထဲကိုဒါပြောမယ်ဆိုရင်တယောက်နဲ့တယောက်ကြာ connection ကောင်းကောင်းဖြစ်အောင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပြည့်နဲ့အတူအတင်းကို ကိုတီးဆောင်နေတယ်ဆိုပြီးတော့ရှောင်းတိုက်ကတော့ပြောထားတယ်လီဗာပူးကိုနိုင်မနိုင်တော့မတေချာဘူးဗျာတဲ့ဒါပေမဲ့ကျွန်တော်တို့ဒါအကောင်းဆုံးရှင်ပြိုင်နိုင်မယ့်အတင်းတင်းဖြစ်အောင်တော့ကျွန်တော်တို့ကစူးစမ်းနေတယ်အတင်းတိုင်းကိုနော်တန်ဖော်ရော့ကရှင်ကန်နိုင်တဲ့အတင်းဖြစ်ဖို့အတွက်စူးစမ်းနေရဆိုပြီးတော့ရှောင်းတိုက်ကပြောပြသွားတာဖြစ်ပါတယ် forever မှာလည်း hasan udwan တို့လိုကစားသမားတွေ elina တို့လိုကစားသမားတွေဒိုင်ယာပြဿနာဇင်ချန်ကိုတို့လိုကစားသမားတွေဒိုင်ယာပြဿနာရှိတယ် douglas lewis တို့ကျွန်တော်တို့ဒါမတိကြမရေရာအနေထားအဲ့ဒီလည်းရင်ဆိုင်နေရတာမျိုးတွေရှိပေမဲ့ foraga သူတို့ရဲ့ line တက်မှာလည်း george jesus တို့ဘာလို့ねပွဲထွက်လာလို့ရတယ်အဲကွန်းလေပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒါ anderson တို့လိုအကောင်းဆုံးခုလောလောဆယ် prime time ဖြစ်နေတဲ့ကွန်းလေကစားသမားတွေရှိတယ်အဲဆက်ဆက်ကညီလာဒီကစားသမားနဲ့တွဲလို့ရတယ်ဗောနော်နောက်တန်း milan kobe တို့အဲပြီးရင်ကျွန်တော်တို့ဒါ willian တို့ sabuna တို့ဒီလိုကစားသမားတွေအမ များကြီးပိုင်ဆိုင်ထားတဲ့အချိန်မယ်ရီတို့ကသားသမားတွေပိုင်ဆိုင်ထားတဲ့အချိန်ဖော်ရကမာကျောတဲ့အသင်းတစ်သင်းဆိုတာကတော့ကျွန်တော်တို့မေးထားလို့မရပါဘူးအဲ့တော့နောက်ထပ်တစ်ချက်ကျွန်တော်တို့ပြောရမှာပါဖော်ရက DRD လောင်ဘောအုံပြုမှုအဆင့်မှာပြီးများလိမ့်မှာအဆင့်6ပါအဲ့တော့လီဗာပူးကြောက်ပါတယ်ဆိုတဲ့လောင်ဘောဒါရိုက်ဘောတွေကိုဖော်ရကအကောင်းဆုံးအသုံးချတဲ့အသင်းတွေကတစ်သင်းဖြစ်ပြီးတော့ဒါအောင်လီဗာပူးဘယ်လောက်ထိ handle လုပ်သွားနိုင်မလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အချက်ဖြစ်ပါတယ်လီဗာပူးကို MB မှာနှစ်ပွဲဆက်နိုင်ဖို့ဆိုတာထင်သလောက်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး ဒါမျိုးကိုလည်း for rock က1900ကျော်ဝင်းကျင်လောက်ကပဲလုတ်ဖူးတာဖြစ်တဲ့အတွက်ပေါ့နော်1950ကျော် sorry maybe အာခုနှစ်ကတော့မကောင်းမနိုင်နေပေါ့နော်အဲ့တော့ထားပါကြာခဲ့ပြီပေါ့ဗျာအဲ့တော့ for rock အနေနဲ့ liverpool ရဲ့ mp queen မှာနှစ်ပွဲဆက်နိုင်ဖို့ဖြစ်နိုင်ပါမလားဘယ်လိုထင်ကြလဲ liverpool အသင်းပဲဒီပွဲမှာအောင်ပွဲခံသွားမယ်လို့ထင်လား for rock ကပဲအာမထင်မှာပဲဒုက္ခပေးသွားပြီးတော့ရမတ်တမတ်ဒီပါးတွေယူသွားနိုင်မယ်လို့ထင်ကြလားခွန်မမဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်အဲ့တော့ဒါတော့ liverpool အသင်းနဲ့ for rock ပွဲပေါ့ကျွန်တော်ရဲ့ပွဲကြုံမြင်လေးပါနောက်ချက်ဒီလိုဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော် channel ကို subscribe လုပ်ခဲ့ပါအောင်ခွလက်ပါ